ကောင်းအဆူများကိုမဖက်တွယ်အကြောင်းအကျိုးတရားကိုဆက်တွယ်အရာရာမှာအကြောင်းတရားနဲ့အကျိုးတရားနှစ်မျိုးပဲရှိပါတယ်ဒီစကားဒီစာကြောင်းလေးကတော့တူပါရဲ့ဒါပေမဲ့အ내တိပဲကအဆုံးရှိအောင်ကျေဝန်းလာပါတယ်ပြင်ဆင်ဝဲကြီး၅ပါးတည်းကအငယ်ဆုံးမထီမြတ်ဖြစ်တဲ့ရှင်အတ္တစီမထီထံက ရှင်သာရိပုတ္တရာမထေရမြတ်အလောင်းလျာဖြစ်တဲ့ဥပတိတ္တပရပိုက်နာခဲ့ရတဲ့အတူဆုံးတရားလျာဖြင့်အကြောင်းနဲ့အကျိုးတရားပါပဲအရှင်အတ္တစီမထေရမြတ်ရဲ့တရားဂါထာလျာဖြင့်တကယ့်ကိုတူတူလေးရဲ့ပါရေဓမ္မာဟိတုပတ်ဘဝတေတံဟိတုံတတ္ထကရောအာဟတေတင်ဇေယောနိယောတောအေဝံဝါဒီမဟာသမနော ဒါပေမဲ့အဲ့ဒီတရားဂါထာလေးရဲ့ပထမစာကြောင်းဖြစ်တဲ့ရေဒီမာဟိတုပ္ပဝါဆိုတဲ့အတန်ဆုံးမှာနေဥပတိတပြပိုက်ဟာ သောတာပတိဖြူမှာတည်ပြီးဖြစ်နေပါပြီသောတာပန်အရိယာဖြစ်သွားပါပြီဘလောက်လှည့်မြန်လိုက်တဲ့ဉာဏ်မှာလဲဘလောက်ကြည်ညိုစရာကောင်းလိုက်တဲ့ဉာဏ်တော်ရှိမထီမြတ်ပါလေဂါထာရဲ့အနှစ်အဓိပ္ပာယ်ကခန္ဓာ၅ပါးဒုက္ခသစ္စာတရားတွေဟာ သမုဒိယတစ္ဆာတဏှာလောဘဆိုတဲ့အကြောင်းခံတရားရှိလိုပါပဲအဲ့ဒီခန္ဓာ၅ပါးဒုက္ခတစ္ဆာတွေရဲ့အကြောင်းခံဖြစ်တဲ့သမုဒိယတစ္ဆာတဏှာလောဘတရားတွေနဲ့ဒုက္ခတစ္ဆာသမုဒိယတစ္ဆာနှစ်ပါးရဲ့ချုပ်ရချုပ်ကြောင်းဖြစ်တဲ့និရောဓတစ္ဆာမေဃတစ္ဆာတွေရှိတယ်ဆိုတာကိုလည်းမရုစရာဖြစ်တဲ့မြတ်စွာဘုရားရှင်ဟာ ဟောကြားတော်မူပါ၏သုံးလောကထွတ်တာမြတ်စွာဘုရားဖြစ်တဲ့ငါတို့ဆရာရှင်ဟာတစ္ဆာလေးပါအမှန်တရားကိုဒီလိုအကြောင်းနဲ့အကျိုးခွဲခြားဟောဖို့ညွန်ပြတတ်တဲ့ဖြူစင်တဲ့ဝါရအယူရှိတော်မူပါ၏ဒီတရားကာထာကိုတဆင့်ပြန်ပြောပြတဲ့အတွက်တငယ်ချင်းဖြစ်သူ အရှင်မောဂလန်အလောင်းလျာဖြစ်တဲ့ကောလိတပရပိုက်ဟာလည်း သောတာပန်ရိယာဖြစ်ခဲ့ပြန်ပါလေဒီနောက်ဥပဒိတ္တနဲ့ကောလိတတငယ်ချင်းနှုတ်ဦးဟာတပည့်250နဲ့တူဘုရားရှင်ထံကိုရောက်ဘုရားရှင်တန်ရဟန်းပြုရာလျှောက်ထားဘုရားရှင်ကအေးဤဘိက္ခုခေါ်လို့ယဟန်းများဖြင့်ဘုရားရှင်ရဲ့တရားကိုနာကြားရတဲ့အခါတပည့်250တို့ဟာအတော်ကုန်ခံယန္တာများဖြစ်ခဲ့ကြပါတော့နေ ဆရာနှစ်စုဖြစ်တဲ့ဥပဒိတ်တန်နဲ့ကောလိတတို့ကတော့ဧကတောကအလောင်းလျာတွေဖြစ်ကြတဲ့အတွက်ဧကတောကပါရမီညာတွေကကြီးမားကျယ်ပြန့်လှတာကြောင့်အထက်မဲ့သုံးပါးကိစ္စပြီးဆုံးမှုအတွက်ကောလိတပရပိုက်ဟာခொနည်းအကြာကျင့်ကြံအားထုတ်ပြီးမှအတဝေါကုန်ကန်ရဟနာဖြစ်ခဲ့ပါပဲဥပဒိတ်တပရပိုက်ကတော့ပညာပါရမီပူကြီးတဲ့အတွက်ဖယားရှင်ရဲ့ဝေဒနာကမ္မထံကို နာကြဆင်ခြင်ပြီးကမှယန္တာဖြစ်တော်မူပါれအရှင်သာရိပုတ္တရာဟာယဟန် ဖြစ်ပြီး15ရက်ကြာမှယန္တာဖြစ်တော်မူခဲ့တဲ့အတွက်အရှင်မောကလန်ထက်ရှေ့ရပူဇာခဲ့တယ်လို့ဆိုရပါမယ်မြတ်စွာဘုရားရှင်ရဲ့တာနာတော်မှာဘုရားရှင်ရဲ့လက်ဝဲတော်ယံလက်ရတော်ယံဖြစ်ဖို့ဆိုတာကအနည်းဆုံးတသိန်းချီနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့လေမှာ ဖြစ်နိုင်တာမျိုးပါဧကတောကနှစ်နေရာရဖို့ဆိုတာလေထိုက်တဲ့နဲ့ပါရမီဖြည့်ထားခဲ့လီမှရနိုင်တာမျိုးပါအရှင်ကောလိညာမထေမြတ်ကြီးဟာယဟန်တွေထဲမှာတော့ဝါအကြီးဆုံးအစောဆုံးရတညူဖွဲ့ရခဲ့ပေမဲ့ဖြည့်ခဲ့တဲ့ပါရမီကကဘာတသိမ်းပဲဖြည့်ခဲ့တာမှုလေဝဲတော်ရန်လက်ရတော်ရန်နေရာကိုမရနိုင်ခဲ့ပါဘူး ဒါဟုယဟန္တာမထေရကြီးပြီပြီပါရမီနောက်ခံအကြောင်းတရားတွေကြွားချခဲ့ကြပုံကိုသိမြင်တော်မူတဲ့အတွက်ရှင်သာရိပုတ္တရာနဲ့အရှင်မမောကလမထေရတို့ယဟန္တာမထေရကြီးတွေဖြစ်လာတဲ့အချိန်မှာမုဒိတာနှလုံးသားကိုရင်ဝင်ပိုက်ခါဘုရားရှင်ထံတော်ဘာကနေပြီးတောရဆောက်တည်ဖို့ထွက်ခွာသွားခဲ့ပါလေဘုရားရှင်ရဲ့ထံပန်းမှာဝါအကြီးဆုံးယဟန္တာကြီးဖြစ်နေတဲ့ နေရောမရဘူးလားလို့မေးเสียရရှိပါတယ်ရပါတယ်ဘုရားရှင်ကလည်းမหนีနဲ့လို့ပြောတော်မူမှာမဟုတ်ပါဘူးဒါပေမဲ့အရှင်ကောလင်ညာမထေမြတ်ကြီးရှိနေခြင်းအဖြစ်အရှင်သာရိပုတ္တရာနဲ့အရှင်မဟာမောဂလမထေမြတ်ကြီးတွေအတွက်အနေခက်စေပါတယ်ဘုရားရှင်ကဂါရဝပြုပြီးတိုင်းရတညူမထေမြတ်ကြီးကိုဂါရဝပြုနေရတာကတမျိုး ရတညူမထေမြတ်ကြီးရှိနေတဲ့အတွက်ဖះရှင်ရဲ့လက်ဝဲသို့မဟုတ်လက်ရဘက်ရတညူမထေမြတ်ကြီးကတစ်ဖက်ဖက်မှာထိုင်နေမှာဖြစ်တော့လွတ်တဲ့ဘက်မှာဘသူတရင်သုံးရမယ်မှန်းဝေခဲရခက်နေရဆိုတော့သူတော်ကောင်းကြီးတွေဟာ ကုပါရမီအစင်တန်းကိုကိုတိလို့ကိုနေရမယ်နေရာကို ကိုတိလို့သူတော်ဘာတွေအခက်အခဲမကြုံရစေဘူးသူတော်ဘာနေရာကိုဝင်ကြည့်တတ်တဲ့ ကိုချင်းဆန္ဒစစ်ကိုအရင်ခံပြီးဘုရားရှင်သတင်း300ဝန်းဝိုင်းနဲ့ကထွက်ခွာသွားခဲ့ခြင်းပါပဲဒီသဘောလေးတွေဟာနည်းနည်းတိမ်မွေ့လွန်းလှပါတယ်ကိလေသာအာသောကုန်ခန်းပြကြတဲ့ဘုရားရှင်နဲ့ယန္တာမထင်မြတ်ကြီးတွေဖြစ်နေလို့သာနည်းနည်းတိမ်မွေ့တဲ့သဘောတွေကိုအတန်တိတ်ဖြည့်ရှင်းသွားနိုင်ခဲ့တာပါအိတ်တာမစ္စရိယဆိုတဲ့မနာလိုဝန်တူမရှုစိတ်တဲ့ အញ្ញံသာစိတ်တွေကိုတော့ပထမမဲ့ရပြီးသောတာပန်တဲပြီးကလေးကပယ်ခဲ့ပြီးသားဖြစ်လို့စိတ်ချနေရပါပြီ။ဒါပေမဲ့ပါရမီနောက်ခံအကြောင်းတရားကွာခြားမှုတွေကိုတော့အရဟတမဉာဏ်တွေထင်လင်းမှ ပိုပြီးကွဲကွဲပြားပြားသိနိုင်တာမျိုးပါ။အမြင့်ဆုံးဉာဏ်ကမှ အရှင်းဆုံးအသိဉာဏ်ကို အဆုံးဖြတ်ပေးနိုင်တာပါ။ဣဒ္ဓမေဇရိယဆိုတဲ့ အញ្ញံစားစိတ်စီတသိသည်ထုံမွန်းနေတဲ့ပုတ္တဇဉ်တွေရဲ့နေပင်မှာဆိုရင်တော့ဟေလူကျုပ်ပေါ်လာပြီခမားဖေတော့ဆိုတာမျိုးအောင်မမင်းကဘာကောင်းမှုလို့လဲမင်းထက်ငါကအရင်စောတာဒါငါနေရပဲဖယ်မပြီးနိုင်ပါဘူးဘာဖြစ်လို့ဖယ်ပြီးရမှာလဲဆိုတာမျိုးတွေနဲ့ဆူညာနေတော့မှာပါပဲဒါရီဟာပါလဲဆိုတော့ပေါ်စေအကျူတရားရဲ့နောက်ခံဖြစ်တဲ့အကြောင်းတရားတွေပေါ့ သိမြင်နားလည်နိုင်မှုမရှိခြင်းပါပဲ။ဟောအကြောင်းနဲ့အကျိုးကိုနားလည်ကြတဲ့ရှေးမထေမြတ်ကြီးတွေကတော့အကြောင်းအကျိုးဆိုတဲ့တရားကိုနှလုံးသွင်းမှန်သွားတာနဲ့တပြိုင်နက်အရိယာအနေဝင်ကိုတက်လှမ်းမိရာကဧကတဝကကြီးတွေဖြစ်လာကြတဲ့အထိညံပွင့်ခဲ့ကြတာကတမျိုးကိုက ကဘာတသိမ်းမဲ့ပါရမီဖြည့်ခဲ့ရသူတို့တွေကတသိင်းချင်းနဲ့ကဘာတသိမ်းတော် ပါရမီဖြည့်ခဲ့ရာဒါကြောင့်မို့ငါထက်ကြီးကျယ်မြင့်မြတ်လာပါပြီလေလို့အကြောင်းကျိုးကိုသိမြင်ပြီးနှလုံးသွင်းမှန်သွားတာနဲ့တပြိုင်နက်ကိုနေတဲ့အရက်ကိုကိုယ်တိုင်ရွေးချယ်လို့အတန်တိတ်ထွက်ခွာခဲ့တာက တဖုံနဲ့တကယ့်ကိုစင်ကြယ်မြင့်မြတ်နေပါတော့တယ်။ဒါကြောင့်အကြောင်းကျိုးတရားဟာပေါ့သေးသေးမဟုတ်ပါဘူး။ အယုတ်ဆူအကြည့်တန်နေတဲ့စိတ်စိတ်တသိတွေကိုလှပအောင် ချောမွေအောင်စွမ်းဆောင်နိုင်ပါပြီတဲ့ဘဝတန်တရားမှာ မရဘူးသေးတဲ့ဓမ္မဉာဏ်တွေကိုလည်းရသွားစေနိုင်ပါလေ။အိုးရဲ့ဆလောင်းရဲ့လောကကြီးကိုလည်းညီညာတတ်ရတန်ရှင်းသွားအောင် သူတော်ကောင်းနှလုံးသားနဲ့ပြုပြင်ပေးနိုင်ပါလေ။အကြောင်းကျိုးတရားပေါ်မှာဉာဏ်နဲ့တည်တည်ချာချာထောက်မှတ်ရည်တည်နိုင်ခဲ့ရင်ဖြင့် အရာရာဟာလှပချုံးဝင်နေပါပြီလောကကြီးကိုလည်းအပြစ်မတင်ပြတော့ပါဘူးပုဂ္ဂိုလ်တ attva အတိတ်ရဲ့ကံတရားကောဟချက်တွေပေါ်မှာလဲကရုဏာတရားနဲ့တဖုံမေတ္တာတရားနဲ့တတွေ့မုဒိတာတရားနဲ့တနည်းကြည်တက်မြင်တတ်လာပါပြီဒီလိုကြည်မြင်သုံးသပ်နေရင်ကပဲဉာဏ်ရင့်လာတဲ့အခါပုဂ္ဂိုလ်တ attva အမြင်တွေစိတ်သုံးလို့ ကံကံရဲ့အကျိုးကိုဥပေက္ခတရားနဲ့ရှုမြင်ဆင်ခြင်နိုင်လာပါပြီ။အဲ့ဒီခါငါကကံဆိုးတယ်၊သူကြတော့ကံကောင်းလိုက်တာဆိုတဲ့ဝမ်းနဲ့အားငယ်မှုတွေငါလောက်သူတို့မလုပ်တတ်ကြဘူးမလုပ်နိုင်ကြဘူးဆိုတဲ့မာနဝန်ထယ်မှုတွေငါလို့သူတို့မကြည် بوا စေရဘူးဒီကောင်ကငါလောက်အရေးချင်းမရှိဘဲနဲ့ဘာကြောင့်ကြည် بوا နေရတာလဲဆိုတဲ့ မနာလိုဝန်တော်မှုတွေမဖြစ်တော့ပါဘူးအဲ့ဒီခါလဟတနေင်းနဲ့စိတ်ကိုကိလေသာအပူမီးတဲ့လောင်တိုက်သွင်းပြီးညှင်းဆဲတက်ဖြတ်နေတဲ့ကိုယ့်ရဲ့ဉာဏ်แหนခဲမှုတွေကို ပြန်မြင်ရောင်လာပါလိမ့်မယ်အကြောင်းကျိုးဆက်နေမှုသဘောတရားတွေကိုဉာဏ်နဲ့မကြည့်တတ်သေးတဲ့အခါကိုယ်နားမှာအမြဲတမ်းရှိနေတဲ့စိတ်စိတ်တသိက်တွေကိုလည်းရန်သူလူဆက်ဆံနေကြပါရဲ့ ကိုနဲ့အမြဲတမ်းအတူရှိနေတဲ့စိတ်စေတသိက်ကိုကိုမိတ်ဆွေဖြစ်သဘောထားနိုင်မှုဆိုတာကအချောင်းကျိုးတရားကိုညံရှင်းမှပဲဖြစ်နိုင်မှာပါတခုတော့ရှိပါလေအချောင်းကျိုးဆိုလို့တာမန်လူပြောသူပြောသဘောမျိုးမထင်မှတ်စေချင်ပါဘူးအရှင်သာရိပုတ္တရာမထင်မြတ်တရားထူးရခဲ့တဲ့ရေဒီမာဟိတုပတ်ဘွားအချောင်းကျိုးတရားကို သစ္စာဉာဏ်စိုက်တဲ့အထိသိစေချင်တာပါတို့မို့ရင် ငါသူတစ်ပါးကံအကျိုးပေးကွာခြားမှုတွေကိုမျက်မြင်သိလောက်နဲ့ဆုံးဖြတ်ပြီးအကောင်းဆုံးတမတ်ချက်တွေနဲ့ခြားခြားလည်နေကြလုံးလို့ပါလောကဝေါ်ဟာရအနေနဲ့တော့အကောင်းဆုံးဆိုတာရှိတာပေါ့ဒါပေမဲ့ဒါကတမတ်ချက်တစ်ခုပဲပဲပညာတရားပဲပဲပညာတရားဆိုတာကတော့မူသားမဖြစ်ုံတော့တာမှန်တဲ့စကားပါတစ္ဆာစတဲ့အထီးတော့မမှန်နိုင်ဘူးပေါ့ တကယ်သစ္စာဉာဏ်နဲ့ကြည့်တဲ့အခါမှာတော့အကောင်းဆုံးဆိုတာမရှိပါဘူးအကြောင်းကျူးတာရှိပါတယ်ကိုကောင်းတာတွေလုပ်ခဲ့ရင် ကောင်းတဲ့အကျိုးကိုရမှာပေါ့ကိုကမှကောင်းတာတွေမလုပ်ခဲ့ဘဲကောင်းတဲ့အကျိုးကိုခံစားခြင်းလို့ဘယ်ဖြစ်ပါမလဲကိုစိုက်ထားတဲ့ဘင်းရဲ့အသီးကိုကိုပဲစားရမှာသူတစ်ပါးစိုက်ထားတဲ့ဘင်းရဲ့အသီးကိုသူတစ်ပါးပဲစားခွင့်ရမှာတခုတော့ရှိပါတယ်ကံတရားဟာတစ်ခါတစ်ခါ အတော်စမ်းကြေသားလားကောင်းတာတွေဘယ်လောက်လုပ်နေပြီမဲ့အကျိုးပေးခွင့်မတားသေးတော့ကောင်းတဲ့အကျိုးကို မခံစားရသေးပြန်ဘူးအတိတ်ကပြုခဲ့တဲ့မကောင်းတဲ့အကြောင်းခံတွေကအကျိုးပေးတတ်သည့်ဖြစ်အကျိုးပေးနေလိုက်တာ အရှိန်မကုန်သေးသမျှတော့လှင့်ခံနေရအောင်မှာပါပဲအချို့ကလည်းမကောင်းတာတွေကိုကြွယ်ရတမျိုးလူသိရှင်ကြားတဖုံလုပ်နေပြီမဲ့ချမ်းသာလို့ ျော်ပါလို့ဆိုတဲ့အကျိုးတွေခံစားနေရပြန်ရောဒါကိုကြည့်တော့ကံတရားဟာတော်တော်မျက်စိလဲเสียကောင်းပါလေသူဟာအတိတ်ကာလတုန်းက ကောင်းကံတွေပြုခဲ့ပါလိမ့်မယ်အဲ့ဒီကောင်းကံတတိကအကျိုးပေးခြင်းကြနေလီတော့အခုလုပ်နေတဲ့အကောင်းမှုကံကအကျိုးပေးဖို့အခွင့်မသာသေးပါဘူးဒါကိုမသိရင်ဘေးကကြည်လင်တဲ့လူတွေဖို့ အတော့ကိုမျက်စိလည်စရာကောင်းပါလေတရားအထုတ်တဲ့နေရာမှာလဲဒီလိုပါပဲအချို့တွေက ဝရိယကြီးကြီးမားမားဇွဲစိတ်တန်တန်နဲ့အတော့ကိုကြိုးကြိုးဆဆအထုတ်ပါလေဒါပေမဲ့ထင်သလောက်ခီးမပေါက်ပြီဘူးအဲ့ဒီလိုလူတွေအချိန်ပြည့်အထုတ်နေတဲ့အချိန်မှာမူရပြောပါတောက်ဆန်းနေတဲ့သူတွေဟာအချိန်တစ်ချိန်မှာတောင်ရင်ကတရားရပြီးအထုတ်လိုက်တာ အချိန်တူတွင်းမှာပဲ တရားထုတရားမြတ်တွေရသွားတာမျိုးလည်းရှိပါတယ်။ဒါကဘုရားရှင်လက်ထက်ကတန်တတိအမတ်ကြီးတို့ဥက္ကသင်္နသရူသားတို့ရဲ့ဖြစ်စဉ်တွေကတက်တည်ခံနေပါတယ်။ဒါကြောင့်ဘာကူမှအတက်ပြောလို့မရပါဘူး။ပုံသေးတတ်မှတ်လို့မရနိုင်ပါဘူး။ဒါကြောင့်လည်းကံအရာညာအရာတကူအရာဆိုတာတွေးဆဆင်ခြင်ုံနဲ့မသိနိုင်ပါဘူးလို့ဘုရားရှင်ကဟောတော်မူခဲ့တာပေါ့။ ဖယားရှင်ရဲ့ဗုဒ္ဓဉာဏ်တော်ဒီနဲ့ထောက်ကြည့်မှသာ အရာရာကိုအကျဉ်းမရှိ သိမြင်တော်မူနိုင်မှာပါ။ဒါကြောင့်ကောင်းကံစုကံဆိုတဲ့အကောင်းဆုရဲ့နောက်ွယ်မှာအကြောင်းကျိုးတရားတွေရှိနေတယ်ဆိုတာကိုသတိပြုစေချင်တာပါ။ဒီလိုမျိုး ကမ္မတက္ကရာတမာဒိဋ္ဌိဉာဏ်ဘက်မှာအမြင်ရှင်းခဲ့ပါမှလဲဇာနာတမာဒိဋ္ဌိဉာဏ်နဲ့ဝိပဿနာတမာဒိဋ္ဌိဉာဏ်ဒီဘက်တက်လန်းနိုင်မှာပါ။ ဒီတော့မှပဲလက်ရှိခန္ဓာရနေတဲ့ဒုက္ခသစ္စာဆိုတဲ့အကျိုးတရားရဲ့နောက်ခံအကြောင်းဖြစ်တဲ့သမုဒိယသစ္စာတဏှာလောဘကိုသိမြင်နိုင်ပါပါဒီနောက်ဒုက္ခသစ္စာ ချုပ်ငြင်းခြင်းဆိုတဲ့နိရောဓသစ္စာ အကျိုးတရားဖြစ်စေဖို့မေဃသစ္စာတည်းဟူသော တခုတည်းသောလံတကြောင်နေသောအကြောင်းခံတရားကိုမဖြစ်မနေလုံးဝဖြစ်မယ်လို့သိမြင်လာပါလိမ့်မယ်တဏှာလောဘတည်းဟူသော တမှုရိယသစ္စာအကြောင်းတရားကိုပြုနေရင်ဖြင့်ခန္ဓာရခြင်းဆိုတဲ့ဒုက္ခသစ္စာကြိုးတရားတွေသာအထက်ထရနေလိမ့်မယ်ဆိုတာကိုရိုးလေးသိနေရင်ဖြင့်တရားကအရှင်းသားကြီးပါရှင်းပြီးသားတရားကိုရှုပ်ထွေးအောင် လုပ်တတ်တာကတန်တရားနဲ့ငါဆွဲလိုပါပဲတနည်းအားဖြင့် ကိုမွေးထားတဲ့ဝိစိကိစ္စနဲ့ဒိဋ္ဌိဒီဓာတ်ဆိုးနှစ်ပါးပါပဲဒါကြောင့်ရှင်းနေတဲ့တရားထဲမှာ တန်တရားဓာတ်ကြီးဝင်မရှုပ်ပါစေနဲ့အမှားမြင်ဓာတ်ကြီးဝင်မပါပါစေနဲ့တတိပဌံတရားရှုမှတ်မှုကရှည်တန်းတင်ထားလိုက်ပါတနည်းအားဖြင့်မေဃသစ္စာကိုချိန်တိုင်းမှာရှင်းတန်နေအောင်လေ့ကျင့်တိဆောက်ထားလိုက်ပါဒါဆိုရင် စိတ်ဟာ အကောင်းဆုံးကို အာယုံမပြုတ်ဖြစ်တော့ပါဘူးမဖက်တွယ်နိုင်တော့ပါဘူးအကြောင်းကျိုးတရားတို့ကသာ အာယုံပြုပြနေပါလိမ့်မယ်။တနည်းအားဖြင့်အကြောင်းကျိုးတရားတို့နဲ့သာဆက်သွယ်မိပါလိမ့်မယ်။ဒါဆိုရင်တစ္ဆာလေးပါးတို့စုံညီရာအချိန်နည်းအချိန်အခါတစ်ခုခုကိုမလွဲမသွေရောက်လာပါလိမ့်မယ်ဆိုတာကိုပြောပြခြင်းပါလေ။